ဟလိုမင်္ဂလာပါရှင်ကျမတို့လေချိုင်းဆိုင်ကောလော်ဂျီရဲ့အကြောင်းလေးကိုဆွေးနွေးလာတာတော်တော်များများနဲ့ခရီးရောက်လာခဲ့ပါပြီအဲ့မှာဆိုရင်ချိုင်းဆိုင်ကောလော်ဂျီနဲ့ပတ်သက်တဲ့ပေါ့နော် behavior အပြုအမူကိုဟိုလေ့လာကြတော့မယ်ဆိုရင်အဲအပြုအမူတွေဟာတူးနဲ့တူးမတူကြဘူးဘယ်တယောက်နဲ့တယောက်ကွဲပြားခြားနားမှုတွေရှိတယ်ဒါဆိုရင်ဒီအပြုအမူတွေဟာဘယ်ကနေလာတာလို့ဆိုရင်အဲမိမိရဲ့ဒါ ိုကြီးကိုသွေးတွေကနေလာတာ personality ဆိုတဲ့ကိုကြီးကိုသွေးကနေလာတာအဲ့တီယူနဲ့တူရလဲဒီကိုကြီးကိုသွေးတွေကမတူကြဘူး personality ရေမတူကြဘူးပေါ့နော်အဲ့လိုမျိုး မတူညီကြတဲ့အတွက်ပေါ့နော်အပြုအမူတွေကလည်းဒါဟို꽌ပြားချမ်းသာနေကြတာအဲ့တော့ကြတော့ဒီကျွန်တော်တို့ behavior ဆိုတဲ့အပြုအမူကို မလေ့လာခင်လေးမှာလူတွေရဲ့ဒီ behavior ဆိုတဲ့အပြုအမူကိုဖြစ်လာဖို့အတွက် လူတွေရဲ့ကိုယ်ရည်ကိုယ်သေးဆိုတဲ့ personality ကိုလေ့လာရမယ်။အဲကျမတို့အားကြောင့်ကျမကနေ ပြီးတော့အဲဒီရနေ့ကစပြီးတော့ပေါ့နော်။အဲလူတွေရဲ့ personality ကိုကျမကနေပြီးတော့ဆွေးနွေးပြသမှာဖြစ်ပါလိမ့်ရှင်။အဲဆိုရင်ကျမတို့ဟိုလူတွေရဲ့ကိုယ်ရည်ကိုယ်သေးပေါ့နော်။ personality ကိုမဆွေးနွေးခင်မှာဒီဆွေးနွေးရလဲလိုအပ်တယ်လို့ပဲ ဒီက temperament ဆိုတဲ့ပင်ကိုယ်စရိုက်လက္ခဏာတွေအားလည်းအရေးကြီးတဲ့အခန်းကဏ္ဍအနေရှိနေပါတယ်။ဒါကြောင့်ကိုယ်ကြီးကိုယ်သွေးဆိုတဲ့ personality ကို ဆွေးနွေးဖို့ကျွန်မဥတည်ထားတာပါအဲ့ဒီ personality ကိုဥတည်အဲဆွေးနွေးမဆွေးနွေးဒီကျွန်တော်တို့ဥတည်ထားတာကတော့ behavior အပြုအမူကိုဆွေးနွေးမှာပေါ့နော်ဒီအပြုအမူတွေကကိုယ်ကြီးကိုယ်သွေးရဲ့အကြောင်းဖြစ်လာတာအဲ့ဒီကိုယ်ကြီးကိုယ်သွေးတွေကိုဟိုနေအတူတူပဲပေါ့နော်ဒီပင်ကိုယ်ဇယိုက်လက္ခဏာတွေကလည်းအရေးကြီးတဲ့အခြေအနေကနေရှိနေတယ်ဒါကြောင့်ပင်ကိုယ်ဇယိုက်လက္ခဏာတွေဘယ်လိုတွေရှိတာတော့ဆိုတာလေးကိုကျွန်တော်တို့လေ့လာကြအောင် temperament ဒီ temperament ဆိုတဲ့ bingo ဒီက bingo ဇယိုက်လက္ခဏာတွေဒီလိုမျိုးဇယိုက်ရှိတဲ့သူတွေကဒီလိုအပြုမှုတွေကိုပြုမှုတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေလေ့လာခြင်းအဖြစ်ပေါ့နော်မိမိရဲ့ကလေးနဲ့ပေါ့နော်ဒီမိမိနဲ့ဒါဒီလိုမျိုးပေါ့နော် mesh ဖြစ်ရလားပေါ့နော်ဒါသုံးသက်လို့ရတယ်ဘလို့အချက်တည်းကဘလို့ကွဲပြားနေတာတော့ပေါ့နော်အဲဒါဆိုလို့ရှိရင်ပြုပြင်မှုတွေဘလို့လှုပ်ဆောင်ပေးရမလို့ဆိုတာတွေကိုရရှိလာစေမှာပါအဲ့တော့ကြတော့ကျမတို့ ရေးပြင်းအားဆိုတဲ့ပြုမှုလေးလာဖို့တွေ့ပေါ့နော်ကျွန်တော်တို့ဘာသိရမလို့ဆိုရင် personality ဆိုတဲ့ကိုယ်ကြီးကိုယ်သွေးတွေအကြောင်းကိုသိရမယ်တယောက်နဲ့တယောက်ကိုယ်ကြီးကိုယ်သွေးတွေမတူကြဘူးကိုယ်ကြီးကိုယ်သွေးကိုမလေ့လာခင်မှာကျွန်တော်တို့ဒီက temperament ဆိုတဲ့ပင်ကိုယ်စရိုက်လက္ခဏာတွေကိုကျွန်တော်တို့လေ့လာဆွေးနွေးပြသမှာဖြစ်ပါလေရှင်ဒါဆိုရင်ပင်ကိုယ်စရိုက်လက္ခဏာတွေဘာတွေရှိမလို့ဆိုရင်ဒီက temperament ဆိုတဲ့ပင်ကိုယ်စရိုက်လက္ခဏာတွေမှာအုပ်စုကြီး၅စုရှိပါတယ် ုတ်စုကြီး၅စုကအဓိကအနေနဲ့ရှိနေတယ်။အဲ့ဒီအုတ်စုတွေထဲမှာမိမိကဘယ်အစင်ထဲမှာပါသွားပြီးတော့အဲမိမိကဘယ်အစင်မှာရှိနေရောပေါ့နော်။အဲဒါအဲ့လိုပဲမိမိရဲ့ကလေးရောဘယ်အစင်ထဲမှာရှိနေရောမိမိတို့တရားတူးနဲ့တူး match ဖြစ်ရလား။ဒါဆိုလို့ရှိရင်ဘလို့ဇိုက်တွေကြောင့်ဒီလိုမျိုးတွေဒီမျိုးပင်ကိုဇိုက်လက္ခဏာတွေပေါ်နေတာတော့ဆိုတာလေးတွေကိုလည်း သုံးသပ်လို့ရအောင်လို့ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးဆိုရင် open mind ပွင့်လင်းတယ်ဥမွေလင်းလင်းရှိတယ်တက်တက်ကြကြရှိတယ် open mind ရှိတဲ့သူတွေကပေါ့နော်အဲ့ဒါနဲ့ဆက်ညင်ဘက်ကကြတော့ conservative ရှေးရိုးဆန်တယ်တခုခုဆိုမပြောင်းလဲခြင်းမူပေါ့နော်ရှေးရိုးတိုင်းသူကသွားတယ်တမယိုးကြလမ်းကိုပဲသူကလိုက်တဲ့သူမျိုးအဲအဲ့ဒီကနေပြီးတော့ဗောနော်ကျမတို့အဓိကဒီ into extrovert extrovert ဆိုလို့ရှိရင် तू आ extrovert တမကကြတော့ပုံမှန်လင်းလင်းရှိပုံမှန်လင်းလင်းရှိတယ်အပေါင်းအသင်းတွေအများကြီးရှိရယ်မိမိစိတ်ထဲမှာရှိအောင်ဘုံဘွင်းပျော်တမတွေအဲ့တော့အပေါင်းအသင်းလဲပေါ်တယ် तू မှာသူရဲ့စန့်ကျင်ဘက်ကကြတော့ introvert introvert ကကြတော့ तू ကကြတော့သူဝက်တယ်အဲအပေါင်းအသင်းလဲနည်းတယ်ပေါ့နော် तू ကသူဝက်တယ်မိမိရဲ့စိတ်ထဲမှာဟော အဲမပြောတတ်ဘူးပေါ့နော်မိမိရဲ့စိတ်ထဲအရှိအဝထုတ်ဖို့မပြဘူးအဲတိုးဝက်ထားတယ်မျိုးသိပ်ထားတယ်ပေါ့နော်ဒါမျိုးလဲဇေယျလက္ခဏာတွေရှိတယ်နောက်တစ်ခုကကြတော့ consciousness ဆိုရဲပေါ့နော်ကျမတို့ तू ကကြတော့ဒီအလုတ်လုတ်တဲ့နေရာမှာလဲ तू ကတီတီငင်ငင်နဲ့ तू တက်တက်ကြွကြွလုံးဆောင်တတ်တယ်ဟိုသူလုတ်တတ်တဲ့အလုတ်တိုင်းနေရာလဲဘာဖြစ်တုံးဆိုလို့ရှိရင်ဟိုစိတ်နစ်ပြီးတော့ပေါ့နော်ဂယူဒီဇိုင်းနဲ့လုတ်တိုင်းကိုလုံးဆောင်တဲ့အတွက် ဒါအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ consistent consistency ဆိုတဲ့ဒီကဓမ္မတွေอ่ะပေါ့เนาะဇေယလက္ခဏာရှိရတဲ့သူတွေကကြတော့အလုပ်ကိုတည်တည်ချာချာလုပ်နိုင်တဲ့တာဝန်ယူတတ်တဲ့တာဝန်ခံတတ်တဲ့ပေါ့เนาะအဲ့လိုပဲ ဒီကသူနဲ့ဆက်နေမယ့်ကရလက်စ်ဘယ်လုံးမှလေးလက်မထားဘူးပေါ့ပေါ့ပဲပေါ့ပေါ့နေပဲဟိုတို့ကတော့အဲပေါ့ပေါ့ပပပဲလုတ်တက်တယ်ပေါ့ပေါ့ပဲနေတက်တယ်ပေါ့နော်ဒီလိုမျိုးကရလက်စ်ဘယ်အမှအလေးနဲ့မထားဘူးအဲဒီလိုလူမျိုးတွေလည်းရှိရပေါ့နော်ဒီလိုဇဲလက္ခဏာတွေလည်းရှိရနောက်တစ်ခုကကြတော့ agreeable ဘယ်သူကပြောလိုက်ပြောလိုက်ခေါင်းငိမ့်တဲ့သူမျိုးပေါ့နော်ပုတင်ညိုလိုလူမျိုးလိုခေါ်မှာပေါ့သူကကြတော့ agreeable သဘောတူလိုက်တာပဲ ယောဂတော့ကဘာဒီမှလည်းမသိဘူးဘာဟိုကြောဆက်ဆက်ပြီးတော့စဉ်းစားရတာတွေပါလုံးမနေတတ်ဘူးပေါ့လေသူကတော့သဘောတူလွဲတဲ့သူသူရဲ့ဆန့်ကျင်ဘက်ကကြတော့ disagreeable အရာရာကိုသူကအဲဘယ်လိုပြောမလဲဘယ်ဟာမဆိုသူကသဘောမတူတယ်ဘယ်သူတွေသဘောတူနေနေနေသူကဟို against လုပ်တဲ့အတွေးနဲ့ပေါ့နော်သူကအဲ့လိုမျိုးလုပ်တတ်တဲ့အတွေးရှိရယ်ပေါ့နော်အဲအဲ့လိုအစရိုက်လက္ခဏာမျိုးရှိရယ် disagreeable သမားတွေက နောက်တစ်ခုကကြာတော့ uptight ဆိုတဲ့သူကဘယ်လိုပြောမလို့ဆိုရင်အဲကြောင်တောင်တောင်နိုင်တာပေါ့နော်ကြောင်တောင်တောင်နိုင်တယ်ဆိုလို့လေဟိုယူနေရတာမဟုတ်ဘူးပေါ့နော်စိတ်ချမ်းသာရေးချွေးရင်းနေရတာမဟုတ်ဘူးသူ့ရဲ့ဇေယိုက်ကပင်ကိုဇေယိုက်က uptight တမားကြီးသူကကြောင်တောင်တောင်နိုင်တယ်သူများနဲ့မတူအဲတည်တည်တန့်တန့်ဖြစ်နေတတ်တယ် uptight တမားကြီးอ่ะပေါ့နော်အဲအဲ့လိုမျိုးရှိရဲ့နောက်တစ်ခုကတော့ steven shevery ကကြာတော့သူကကြာတော့တည်ငိမ့်နေတယ် အရာရာကိုတီတီငင်ငင်ပဲဖြည်းဖြည်းနဲ့မှန်မှန်သွားတယ်သူ့ရဲ့ခြေရိုက်ကဟိုလှုပ်တဲ့နေရာမှာကိုလည်းကျမတို့တစ်ခါခဏခဏတွေ့ရတယ်သူလှုပ်တဲ့လှုပ်ကအမြဲတမ်းတီတီငင်ငင်ပဲဖြည်းဖြည်းပဲသွားအလော30မလှုပ်နိုင်နဲ့ဒီလိုလူမျိုးကမရဘူးတီတီငင်ငင်နဲ့လှုပ်တတ်တဲ့သူတွေဆိုပြီးတော့ဒီကအဓိကကတော့ဒီ temperament က၅အုပ်စုရှိရပါအဲ့ဒီငါးအုပ်စုရဲ့ပင်ကိုလူစည်းလက္ခဏာကြီးကဘယ်လိုဒီမိမာရောဘယ်လိုလူစည်းလက္ခဏာရှိတော့ မိမိရဲ့တာသမီမှာဘယ်လိုဇယလက္ခဏာရှိအောင်မိမိနဲ့ match ဖြစ်ရလားဆိုတာကိုသုံးသပ်ပေးလို့ရပါတယ်။နောက်တစ်ခုကလည်းပဲမိမိတင်ကြားနေရတဲ့ကလေးတွေပေါ့နော်ဒီကလေးတွေမှာဘလို့ဇဲလက်ခံရရှိရောဘလို့နီးလန်းနေနေပြုတ်ပြင်မလို့ဆိုတာလေးကိုဒါလေးတွေကိုလေးလာပြင်အပြင်ဒါလန်းစာလေးတွေရရှိလာလိမ့်မယ်လို့ကျွန်မအနေနဲ့မျှော်လင့်ပါတယ်အဲ့ဒီမှာဆိုရင်ကိုကျွန်မထပ်ပြီးတော့ဒီဟာလေးနဲ့ချက်ပြီးတော့ဆွေးနွေးပေးပါမယ်ဒီမှာဆိုရင် open mind ပွင့်လင်းတဲ့သူကတက်တက်ကြွကြွလှုပ်ဆောင်တတ်တဲ့ ကွန်ဆာဗေးတစ်သမားကတော့ရှေးရိုးဆန်နေပြောင်းလဲရမှာမျိုးဆိုသူကအဲလုံးမလုတ်ချင်ကြဘူးပေါ့လေကွန်ဆာဗေးတစ်တရားကြတော့ရှေးရိုးဆန်နေဆိုရင်အဲနောက်တစ်ခုကကြတော့ကျမတို့ဒီက consumer check ဆိုတဲ့တာဝန်ကြီးပွန်နဲ့စနစ်တကျအလုပ်လုပ်တတ်တယ်ဒီ consumer check သမားတွေကကြတော့တာဝန်ကိုကြီးကြီးပင်းပင်းလုပ်တတ်တယ်စနစ်တကျလည်းလုပ်တယ်သူလုပ်တဲ့လုပ်တဲ့စနစ်ကြတယ်အဲဒါဘာလေးကိုပဲဟိုဟာဖြစ်အသေးအမွှားလေးရာစာမှာပေါ့နော်သူလုပ်တဲ့လုပ်တဲ့တည်တည်တတ်တတ်အကလေးနဲ့ ဟိုစနစ်တကျလုတ်တက်တယ်အလေးထားရှိရယ်ပင်ကိုယ်ရဲလက္ခဏာရှိတဲ့သူတွေပါဒါတကူရဲ့သူ့ရဲ့ဆက်ညင်မဲ့ကေယလက်စ်ခင်ရမဘယံပရာခင်ရမကယူမထားဘူးအလေးမထားဘူးကေယလက်စ်တမားရရဲ့တెంပရီမန့်ရှိတဲ့သူတွေကပေါ့နော်အရင်မြဲတမ်းဘယံပရာပဲလုတ်တက်တယ်ဘေရုမှာလည်းကယူဆိုင်မဆိုင်ဘူးသူလုတ်ချင်တာပဲလုတ်တယ်အဲအလေးလည်းအလေးနဲ့လည်းမထားဘူးပေါ့နော်အဲအဲ့လိုမျိုးတွေဇရဲလက္ခဏာတွေလည်းရှိပါတယ်ဒါတကူကကြတော့အဲသူတို့တွေကကြတော့ပေါ့နော်ဒီက extrovert တွေပေါ့နော် extrovert တွေကကြတော့ဘွင်းဘွင်းပျော်သမားတွေပျော်ပျော်ရွှင်ရွှင်နေတတ်တယ်အပေါင်းအသင်းတွေလည်းသူတို့ကပေါ်တယ်အဲ့လိုမျိုးလူအများကြီးနဲ့နေရတာကိုဒီ extrovert သမားတွေကနှစ်သက်တယ်သူတို့ကလူအများကြီးနဲ့နေရတာကိုပို့ပြီးတော့နှစ်သက်တယ်ပျော်ပျော်ရွှင်ရွှင်နဲ့တယောက်နဲ့တယောက်စာနာပြီးပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေပေါ့နော် extrovert သမားတွေကကြတော့အဲအဲ့ဒီကနေပြီးတော့သူ့ရဲ့စိတ်ညစ်ဘက်ကကြတော့ introvert introvert ကကြတော့တတိတတ်နေတယ်ဘယ်သူနဲ့မှလည်းအပေါင်းအသင်းမလုပ်ချင်ဘူးသူကတတိတတ်နဲ့လေးတယောက်တည်းနေရတာကိုသဘောကျတယ်ပေါ့နော် ဒါကကျတော့ introvert temperament ရှိတဲ့သူတွေပါ introvert ဆိုရဲပေါ့နော်တည်တည်တန်တန်တည်တည်တန်တန်နေလို့တဲ့ဇယလက္ခဏာရှိတဲ့သူတွေပါအဲ့ဒီကနေပြီးတော့နောက်တစ်ခုကကျတော့ agreeable သူကတော့သဘောတူလက်ခံတတ်တယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်သူကတော့သဘောတူလိုက်တာပဲဟိုသူများလက်ထောင်ရင်ကိုယ်လည်းလက်ထောင်ပေးလိုက်တာပဲသူများကောင်းကျင်ရင်ကိုယ်လည်းကောင်းကျင်ပေးလိုက်တာပဲအဲ့လိုလူမျိုးတွေပေါ့နော် agreeable သမားတွေကကျတော့အဲ့သူရဲ့ဆက်ညင်ဘက်ကကျတော့ disagreeable အဲသူကကြတော့သဘောတူလက်ခံမှုခက်ခဲတယ်တောင်းတောင်းနဲ့သဘောတူလက်မခံမှုစဉ်းစားလိုက်ပါအောင်မေဟိုကတော့ဒီလိုလိုဒီလိုလေးလုံးလို့မရဘူးလားဘောနော်စသည်ဖြင့်ဘောနော်ဒီလိုလူမျိုးတွေကလည်းဒါရှိပါတယ်ကြာပင်ကိုယ်ဇဲလက္ခဏာတွေထဲမှာနောက်သုံးမိတ်တစ်ခုကကြတော့သူကကြတော့ update သမားတွေမူမမှန်မှုကြောင်းတောင်းတောင်းနိုင်တယ်ကျမရှိမှပြောလို့ကြောင်းတောင်းတောင်းနဲ့မူမမှန်မှုကြောင်းတောင်းတောင်းနိုင်တယ်ဆိုလို့လေ ဟိုယူနေရတော့မဟုတ်ဘူးပေါ့နော်ဈေးကူလာအောင်တဲ့အဆင်တော့မရှိဘူးသူ့ရဲ့ဇေယျလက္ခဏာကိုသူများနဲ့မတူစကားပြောလိုက်ရင်လည်းမတူကြောင်တောင်တောင်နဲ့ပေါ့နော်အများနဲ့မတူ क्वे ပြားနေတာပေါ့နော်အဲ့လိုလိုမျိုးအဲ့လိုဇေယျလက္ခဏာအုပ်စုတွေလည်းရှိရဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ stable ဆိုတဲ့လျာရောက်လို့လုံဆောင်တဲ့အခါမှာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့တည်တည်တက်တက်ပေါ့နော်သူလုပ်တဲ့လုပ်တွေကလုံဆောင်တတ်တဲ့သူတွေဆိုပြီးတော့ပေါ့နော်ဒီလိုဇေယျလက္ခဏာလေးတွေရှိပါတယ်အဲ့တော့ကြတော့ ဒီလိုမျိုး temperament တွေရဲ့အကြောင်းလေးကိုလေ့လာလိုက်ရတဲ့အချက်ကမှမိမိရောပဲ temperament တွေမှာပါနေတုံးပေါ့ open mind လားဒါမှမဟုတ်ရင်လည်း conservative တွေလားဒါဆိုရင်နောက်တစ်ခု extrovert တွေလား introvert တွေလား stable တွေလား uptight လား agreeable လား disagreeable လား conscientious လား careless လားပေါ့နော်ဒါလေးတွေကိုလေ့လာသုံးသပ်လို့ရအောင်လို့ကျွန်မ personality ဆိုတဲ့ အကြောင်းအရာလေးကိုမဆွေးနွေးခင်မှာကျမတို့တင်ပြီးမယ်အကြောင်းအရာကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲ့တော့ကျမယနေ့ဆွေးနွေးပေးသွားတဲ့ temperament ပေါ့နော်ပင်ကိုယ်စရိုက်လက္ခဏာတွေဒါရဲ့သူ့ရဲ့အုပ်စုကြီး၅စုကိုဆွေးနွေးပေးသွားပါတယ်။နောက်တစ်နေ့မှာကြာလို့ရှင်ဒီအုပ်စုတွေရဲ့ပေါ့နော် open mind ရှိတဲ့လူတွေအပြုအမူလေးတွေစိတ်ထားလေးတွေကိုကျွန်မဆက်လက်ပြီးတော့အနှဲငယ်အသေးစိတ်ကလေးပေါ့နော်အများကြီးတော့အကျယ်မချဲ့လို့တော့ကြတော့ကျေချက်ပြီးဆွေးနွေးလို့ကြတော့အချိန်ရဲ့အတိုင်းတားကန့်တတ်ချက်တွေရှိနေရဆိုတော့လေအများကြီးတော့ကျေချက်ပြီးတော့ဆွေးနွေးပေးမပေးနိုင်ပါဘူးဒါပေမဲ့အနှဲငယ်လေးတော့ဟိုတော့ဒီလိုမျိုး open mind ဆိုတာဒီလိုပွင့်လင်းနေအဲတော်တော်လေးရှိတယ်ဆိုတာလေးပဲကျွန်မကဆွေးနွေးပြန်နောက်ကြရင်အတင်းနည်းနည်းလေးအသေးစိတ်ကလေးတွေကိုနောက်တစ်နေ့မှဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်